ဲခန္ဒရရဲ့အလဲဘဟုမှာရှိတဲ့ကဘာကျော် shopping mall ကြီးမြင်အောင်ကြည့်လိုက်ပါ အပြင်မှာနေကပူလောင်ချစ်ချစ်တောက်နေတဲ့ဂန္ဓာယာမြို့တော်ဒူဘိုင်းရဲ့တဲခန္ဒရအပူချိန်က45ဒီဂရီစင်တီဂရိတ်အထိရှိနေပါလိမ့်ဒါပေမဲ့အဲ့ဒီတဲခန္ဒရရဲ့အလဲဘဟုမှာရှိတဲ့ကဘာကျော် shopping mall ကြီးတစ်ခုတည်းကိုခြေချလိုက်တာနဲ့အပူချိန်ကရုတ်တရက်အနုပ်1ဒီဂရီအောက်ကိုထိုးကျသွားပြီးတင်းမျက်စိရှိမှနှင်းဖွေးဖွေးနဲ့ရေခဲတောင်ကြီးတစ်ခုကိုတွေ့လိုက်ရတဲ့ဆိုရင်ရောဒါဟာစိတ်ကူးရင်တိတ်ပန်ဇက်လန်းမဟုတ်ပါဘူး လူသားရဲ့အင်ဂျင်နီယာပညာရဲ့နဲ့စိတ်ကူးစိတ်တန်းကဘလောက်ထိအံ့ဩဖို့ကောင်းလဲဆိုတာကိုသက်သေပြနေတဲ့ကဘာကြီးဆုံးမိုးလုံလေးလုံးနှင်းလျှော်စီအပန်းဖြစ်စကန်စကီတူပိုင်းမဲ့ဖြစ်ပါ ड़ी ဒီနေ့မှာတော့ကျွန်တော်တို့နဲ့အတူတူဒေကန်နီယာရဲ့ရင်ဘတ်ထဲကဒီအံ့ဩဖွယ်ရေခဲကဘာကြီးတွေကိုခရီးသွားကြရအောင်ပါစကီတူပိုင်းကို2005ခုနှစ်မှာဒူဘိုင်းမြို့ရဲ့နာမည်ကြီး Mall of the Emirate ထဲမှာဖွင့်လှစ်ခဲ့တာပါဘောလုံးကွင်း၃ကွင်းစာလောက်ကျယ်ဝန်းတဲ့ area ပေါ်မှာတည်ဆောက်ထားပြီးတစ်ချိန်တည်းမှာလူ1500လောက်ပျော်ရွှင်စွာဆော့ကစားနိုင်ပါ ड़ी ဒီနေရာရဲ့အန်ဩစရာအကောင်းဆုံးအချက်ကတော့အပြင်ကဘာမှဘလောက်ပဲပူနေပါစေအထဲမှာတော့တကယ်ဆောင်းရသည်လို့မျိုးနင်းနေကြနေပြီးအေးစိတ်နေအောင်အမြဲတမ်းထိန်းသိမ်းထားနိုင်တာပါပဲဒါကိုဘလို့လှုပ်ထားတာလေအဆောင်တစ်ခုလုံးကိုအလွန်အစင်းမြင့်တဲ့ insulation ဤပညာနဲ့အလွှာပေါင်းများစွာကာရန်ထားပြီးအထဲကအေးရက်တွေကအပြင်ကိုလုံးဝမထွက်အောင်ပိတ်ထားပါလိမ့်ပြီးတော့မန်နေဂျာမှတက်ဆင်ထားတဲ့အထူးပြုလုပ်ထားတဲ့ snow gun တွေကလေနဲ့ရေကိုပေါင်းဆက်ပြီးညဘက်လူရှင်တဲ့အချိန်တွေမှာနှင်းမုံအစစ်တွေကိုဖန်တီးကတညလုံးဖျန်းချပေးပါလိမ့် ဒါကြောင့်မလို့မနက်မိုးလင်းတိုင်းဒီနေရာဟာလက်လက်ဆက်ဆက်နှင်းနေနဲ့အမြဲတမ်းဖွေးဖွေးလုံနေတာပါ။တင်ဟာနှင်းလျှော့စည်းဝါသနာပါသူတူလား။ဒါမှမဟုတ်တကားမှမစည်းဘူးတဲ့သူလား။ဘာမှအားမငယ်ပါနဲ့။စကီးတူပိုင်းမှာလူတိုင်းအတွက်အဆင်ပြေအောင်စီစဉ်ပေးထားပါလိမ့်။အမြင့်မီတာ80ကျော်အရှည်မီတာ400ကျော်ရှိတဲ့တောင်ကုန်းကြီးတစ်ခုပေါ်မှာအခက်ခဲငေါမျိုးခွဲခြားထားတဲ့နှင်းလျှော့စည်းလမ်းကြောင်းနေရှိနေပါလိမ့်။ အခုကစတင်မဲ့သူတွေအတွက်ပြည်ပြပြီးအနေရကင်းတဲ့လမ်းကြောင်းတွေရှိသလိုကျွမ်းကျင်ပရိုတွေအတွက်လည်းစိန်ခေါ်မှုအပြည့်နဲ့မီတာ60အမြင့်ကနေထိုးစင်ရတဲ့ကမ္ဘာပထမဆုံး Indoor Black Diamond Run လည်းရှိပါသည်။တောင်အောက်ကနေအပေါ်ကိုပြန်တက်ဖို့အတွက်လည်း ACC ရှုခင်းကြည့်ရင်စီးနေနိုင်တယ်။ Share Lift တွေကျိုးဆွဲဆက်တွေအစုံလင်ရှိတာကြောင့်လုံးဝမိုးရတယ်လို့ကိုမရှိပါဘူး။ဒါပေမဲ့ပျော်စရာတွေကနင်းလျှောစီးတာတခုတည်းနဲ့တင်လဲရမသွားသေးပါဘူး။ဒီနေရာမှာအကြီးမားဆုံးဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ Snow Park ဆိုတာရှိပါသေးတယ်။ ဒါကတော့နင်းနေနဲ့တီဆောက်ထားတဲ့ကစားကွင်းကြီးပါပဲ။သင်ဟာပလတ်စတစ်ဘောလုံးကြီးတက်ကိုဝင်ပြီးတောင်ကုန်းဘော်ကနေလိမ့်စင်းလာတဲ့ဇော်ဘောကိုစီးမလား။ဒါမှမဟုတ်အဖွဲလိုက်ထပ်ပင်ပြိုင်ပွဲတွေမှာဝင်ပြိုင်မလား။နင်းလူသားရုပ်တွေတူတူဆောက်နင်းနောင်ငယ်လေးတွေပေါ်တက်ပြီးနင်းလုံးတွေနဲ့အားရပါးရပြစ်ပေါက်ကစားကြမလား။ကလေးတွေအတွက်တော့တကယ်ကိုနတ်ပုံတစ်ခုပါပဲ။နင်းနေနဲ့တီဆောက်ထားတဲ့ရေခဲကူရီတွေမှာစွန်စားခန်းတွေကိုထွက်နိုင်တယ်လို့ရေခဲပပုတွေနဲ့လည်းဓာတ်ပုံတွဲရိုက်လို့ရပါသေးတယ်။ဒီအမွေကဘာရဲ့အထူးဧည့်သည်တော်ကြီးကြံ့နေပါသေးတယ်။ ဟုတ်ပါပြီသူတို့ကတော့ဒီရေခဲကဘာရဲ့အချစ်တော်လေးတွေဖြစ်တဲ့ဂျန်တူနဲ့ကင်ပင်ကွင်းအုပ်စုပါပဲဒီနေ့ကိုအချိန်မောင်းများစွာသူတို့ဟာထိမ့်သိမ်းဆောင်ရှောက်သူတွေနဲ့အတူမတ်ရှော့တဲ့ပင်ကွင်းဆိုတဲ့ပင်ကွင်းချီတက်ပွဲလေးကိုပြုလုပ်ပေးပါပြီလူရီရဲ့နာကနေရင်တီးရင်တိုင်းနဲ့လမ်းလျှောက်သွားတဲ့သူတို့ရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးတွေကကလေးရောလူကြီးပါမကြမ်းအားလုံးရဲ့အသေးကိုကြွေးကြသွားစေပါပြီဒီပင်ကွင်းလေးတွေကိုအနီးကပ်တွေ့ဆုံပြီးဓာတ်ပုံရိုက်ခွင်ရတဲ့အစီအစဉ်ကလည်းတည်တံ့ရှိပါသေးတယ်တဲကနေရာထဲမှာပင်ကွင်းကနေတွေ့ရတယ်ဆိုတဲ့အဖြစ်ကတကယ်ကိုမေ့နိုင်စရာမရှိတဲ့အတွေ့အကြုံတစ်ခုပါပဲ။ တကယ်တော့ ski two ဘိုင်းဆိုတာနင်းလျှောစီးတဲ့နေရာတစ်ခုကစားကွင်းတစ်ခုဆိုတာထက်အများကြီးပိုပါရီပူလောင်ချောက်တွေ့တဲ့တဲခန့်နေရာရဲ့လက်တွေ့ဘဝကနေခနာတာယုံထွက်ပြီးအေဂျင့်နဲ့ဆောင်းရသည်ရဲ့အရာပါကိုအပြည့်အဝခံစားနိုင်တဲ့မော်ဆန်တဲ့ကဘာတစ်ခုပါပဲလူသားတွေရဲ့စိတ်ကူးနဲ့ဤပညာပေါင်းဆက်လိုက်တဲ့အခါမှာမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေကိုတော့ဘလို့အသက်သွင်းနိုင်လဲဆိုတာပြသနေတဲ့နေရာတစ်ခုလည်းဖြစ်ပါရီး